မင်္ဂလာပါရှင် sharing by shirley channel လေးကနေပြန်လဲကြိုဆိုပါရစေဒီနေ့မှာတော့ဆရာမြတန်းတင်ရေးသားသည့်ခေပြိုင်ရုပ်ပုံလွှာများစာအုပ်ထဲကအမေလိုသမီးဆိုတဲ့ဆောင်းပါးလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်နားစင်ခန်းစားပေးကြပါအောင်ရှင်အမေလိုသမီး မိခင်နဲ့ကျွန်တော်တို့မတွေ့ကြသည်မှာနှစ်ပေါင်း30လောက်ရှိတော်မူခြင်းသည်မမရရသူနှင့်ကျွန်တော်နောက်ဆုံးတွေ့ကြသည်မှာ1960ခုမေလထဲမှာညတညာဖြစ်သည်ကျွန်တော်ကဇနီးတဲ့နှင့်အတူရွှေတဂုံဖရာတို့ လမ်းလျှောက်ထွက်လာကမြောက်ဖက်ဆောင်တန်းမှကုန်းတော်ဘော်သို့တက်လာခဲ့သည်ကုန်းတော်ဘော်တွင်ဖျားကိုလက်ရရစ်လှဲ့ဘက်ကသံဆောင်တကူးတွင်ပန်းစီမီပူဇော်ကြသည်ဇနီးတွေကပန်းစီမီပူဇော်နေစဉ်ကျွန်တော်ကဝိချပြီးနောက်ဆေးလိတ်တောက်ရန်သံဆောင်အပြင်ဘက်သို့ထွက်လာခဲ့သည်ထိုစဉ်ဖျားဘူးတွေကြားတဲ့ကဟော အကိုပါလားတယောက်သေးလားဆိုသည့်အတန်ကိုကြားလိုက်ရသည်ကျွန်တော်လှည့်ကြည့်လိုက်သည့်အခါတွင်နုနယ်ချုံမော့သည့်မိမ့်မပြိုလေးတူနန်းသာယောင်ပိုးပြောလုံးကြီးနှင့်နန်းသာယောင်ပိုးအင်ကြီးကလေးလက်စကားကိုဝတ်ထားပြီးလက်တွင်ပန်းစည်းကင်ထားသည် တူစပင်နူးနူးကလေးများသည့်ပခုံးပေါ်သို့ဝဲကျနေသည်တူဘေးတွင်တူထက်ဆယ်နှစ်လောက်ကြီးမြီအမျိုးသားတူအရက်ထောင်းထောင်းမောင်းမောင်းလှိုင်းတွန်းလို wave နေသောစပ ေးများသည်လေးတောင်ဆက်ဆက်ရှိသောမျက်နှာအထက်ပိုင်းပေါ်သို့ဝဲကျနေသည်သူကလည်းရွှေဖလားရောင်ဗန်ကောက်လုံကြီးနှင့် စတေကောလာလက်ရှိနှင့်ပိုးအပေါ်အင်ဂျီတို့ကိုဝတ်ထားပြီးလက်ထဲတွင်ပန်းစည်းတွေကိုကင်ထားသည် အကိုကလည်းဘာကြောင့်ကြည်နေတာလဲမိခင်လေးမိမပြိုကအတန်လွင်လွင်ဖြင့်ခက်မြူမြူခက်နောက်နောက်ကလေးပြောသည် ဟုတ်တာပဲမိခင်ရဲ့ကျွန်တော်ညီမတွေနဲ့ကစားဘက် ចောင်းနေဖက်សាជက်ဖက်အပြူကြီးဖားဖားဖြစ်မှဒီတကြိမ်သာပြန်တွေ့ဘူးဒီဒီကျွန်တော်ဒီငယ်စဉ်ကားထက်နုပြူလှပနေတော်မိခင်ကိုကြည်နေမိဒီထို့နောက်သူ့ဘေးတွင်ရက်နေတော်အရက်ထောင်းထောင်းမောင်းမောင်းနှင့်လူရွယ်ကိုလည်းလှမ်းကြည်နေမိဒီမိခင်ကကျွန်တော်ကြည်နေသည့်တဘောကိုနားလေသွားဟန်တူသည်ဟောတာကမိခင်နဲ့လက်ထက်တော်မဲ့ကိုသိန်းမောင်မြေဝကျုံးဘောကဆန်ဆက်ပိုင်ရှင်သားလီ ိုကိုသိန်းဒါကမိခင်က ကျွန်တော်တို့ကိုမိဆက်ပေးသည်ကျွန်တော်ဇနီးဖျားရှိခိုးပြီး၍ရောက်လာသည့်အခါတွင်လဲကျွန်တော်ဇနီးကို သူခင်မွန်လောင်းနှင့်မိဆက်ပေးသည်ကျွန်တော်တို့လေးယောက်အတန်ကြာရဲစကားပြောပြီးနောက် မင်္ဂလာဆောင်ကရန်ကုန်မှာရောကိုကိုတိန်တို့မျိုးမှာပါလုံမှာအဲ့ဒီတော့ အမားတို့ကိုဖိတ်မှာနော်မြဝကျွန်းပေါ်ကမင်္ဂလာဆောင်ကိုတော့မလာချင်းရင်နေပါဒါပေမဲ့ရန်ကုန်မင်္ဂလာဆောင်ကိုတော့အမားတို့လာဖြစ်အောင်လာရမယ်နော်မိခင်တို့မှာရင်းရင်းချာချာဆိုလို့ဒီလူတွေပဲရှိတာဟုမိခင်က ကလေးတယောက်လိုပြောနေသည်ပြန်ခံနည်းတွင်မိခင်ကကျွန်တော်ဇနီးအနာတို့ကဲ့၍ခတ်တူတူပြောသွားသည်မိခင်ကကြိုက်လို့ယူတာ ာမဟုတ်ဘူးတဲ့အမေပေးစားလို့ယူရတာတဲ့သူကတော့အပြိုလိုနေကျင်သေးတယ်တဲ့ဟိုကပတ်စံတိတ်ရှိတော့အမေကညီးကောင်းကောင်းမွန်မွန်နေချင်ရင်ယူရမယ်တို့မှလည်းအချိန်နေမကောင်းဘူးဒီလို အခွင့်ရေးမျိုးကြုံတုံးမှာအရယူရမယ်ဆိုလို့ယူလိုက်ရတာလို့ပြောသွားတယ်မိခင်ဟာခုထိကလေးလေးလိုပဲနော်ပြောရမှန်းမသိမပြောရမှန်းမသိဟုကျွန်တော်ဇနီးတဲ့ကပြောသည် ထိုအကျိန်သည်မိခင်နှင့်နောက်ဆုံးတွေ့ခဲ့သည့်အကျိန်ဖြစ်သည် သူမင်္ဂလာဆောင်ဖိစာကိုလည်းမရခဲ့ပါ မကြသေးမီကကျွန်တော်သည်မိခင်နှင့်နောက်တဲ့ကျိန်တွေ့ပြန်သည်နှစ်ပေါင်း30အတွင်းဒုတိယအကျိန်တွေ့ခြင်းဟုလည်းဆိုနိုင်ပါ၏မေလစန်းစားတွင်ကျွန်တော်နှင့်ဇနီးတဲ့တို့ရွှေတကုံစည်တီတို့တို့တွားဖူးကြသည် ထုံးစံအတိုင်းကျွန်တော်တို့ဇနီးမောင်နှံသည်မြောက်ဖက်ဆောင်တန်းမှကုန်းတော်ပေါ်သို့တက်လာခြင်း၏ခါတိုင်းလို လိုဇေဒီတော်ကြီးကိုလက်ရရစ်ပတ်ပြီးနောက်တဇောင်းတစ်ခုတည်းတွင်ထိုင်၍ဖျားကတော့ပြီးထွက်လာခဲ့ကြသည်ကျွန်တော်ဇနီးကကျွန်တော်ကိုလက်တို့၍ခုနာကဖြတ်သွားတဲ့အမျိုးသမီးကမိခင်နဲ့တူလိုက်တာဒါပေမဲ့သပင်တွေကတော်တော်ဖြူနေပြီးကိုလုံးကိုပေါက်ကနည်းနည်းပိန်ပြီးမဲ့သူ့ကိုလုံးကိုပေါက်ကဘယ်တော့မှမကြနိုင်တဲ့ကိုလုံးမျိုးမိခင်ရဲ့ကိုလုံးကိုပေါက်မျိုးပဲဒါပေမဲ့ရုပ်ကတော့တော်တော်လေးကျသွားပြီးမိ ခင်အမလည်းမဖြစ်နိုင်ပါဘူးမိခင်မှာအမရှိတယ်လို့ပြောတယ်မကြဘူးဘူးကျွန်တော်ကိုခတ်တူတူပြောသည်ကျွန်တော်ဒီသူပြရာတို့လှမ်းကြည့်လိုက်သည်မိခင်နဲ့တထရသေးပါပဲအတက်ကြီးတာနဲ့ငယ်တာပဲကွာခြားသည်ယခုကျွန်တော်တို့တွေ့ရသည့်အမျိုးသမီးကအသက်50ကျော်လောက်ရှိနေပြီသပင်တွေဖြူနေပြီမျက်နှာလဲခြောင်ကျနေပြီပါးလျစပြူနေပြီတို့ရတွင်လှပ၍မမေ့နိုင် ်တော်မေခင်ဤအချိုးအဆက်အတိုင်းပင်အလို နေပါအောင်မိခင်လည်းဒီအရွယ်လောက်တော့ရှိလောက်ပြီပေါ့လွန်ခဲ့တဲ့နှစ်ပေါင်း30ကကျွန်တော်တို့တွေ့ခဲ့ရသောမိခင်က အသက်20အရွယ်တဝိုင်းယခု ကျွန်တော်တို့တွေ့ရသောမိခင်က အသက်50ကျော်တဝိုင်းဒီတော့မိခင်မဖြစ်နိုင်ပြီဘူးလားကျွန်တော်ကဇနီးတွေကိုပြောပြသည်ဟုတ်တာပေါ့ဒီအတိုင်းဆိုရင်မိခင်မမိခင်အစ်စ်ဒါကြောင့်ကျမတို့ကိုလှဲကြည့်လှဲကြည့်လှုပ်သွားတာကိုတော်တော်ကြာသွားတာပဲနော် ကျွန်တော်တို့ဒီရွှေတဂုံတစောင်းမှထွက်လာခဲ့ကြကအနောက်ဘက်မှတက်လီကာမှစင်းရန်ကုန်းတော်ကို တပတ်ပတ်ကြပြန်သည်ဟောမိခင်နှင့်တွေ့ပြန်ပြီဒီတခါတော့သူကကျွန်တော်တို့ကို အရင်မြင်တွားဟန်ရှိသည်မိခင်သည်အသက်16နှစ်18နှစ်အရွယ်မိန်းကလေးတစ်ယောက်နှင့်အတူကျွန်တော်တို့စီတို့တဲ့တဲ့ကြီးလာနေသည် အကိုနဲ့အမမဟုတ်လား မိခင်မဟုတ်လားကျွန်တော်တို့နှစ်ယောက်စလုံးလဲပြိုင်းတူလိုလိုမိမိကြသည်လွန်ခဲ့တော့နှစ်ပေါင်း30ကရွှေတကုံကုန်းတော်ပေါ်တွင် တွေ့ခဲရသည့်မိခင်ကနုပြိုချောမောသည့်မိမပြိုတအူအိမ်တောင်ဦးချစ်စခင်စဇင်နာစအရေးရောင်တို့ရှက်တန်းနေသည့်ဇင်စဦးမိမပြိုတယောက်ဘဝကိုခုံမင်းတွေတာနေတော့အတောင်ကိုဖြန်းပြနေတော့မြူးကနေတော့တောင်းမလေးတကောင်ဤဟန်ယခုနှစ်ပေါင်း င်း30ကြာရွှေတကုံညတွင် ကျွန်တော်တို့မြင်လိုက်ရသည့်မိခင်ကအတောင်အလတ်တို့ကျုတ်ခဲ့ပြီးဖြစ်သောဒေါင်းမီကွက်ပေါ်မှအသွေးရောင်တို့မိမိန်သွားပြီးဖြစ်သောဒေါင်းအိုမတကောင် မတွေ့ရတာကြာလာပြီမရဲ့သောပါတယ်အာရင်ဒီဇောင်းတစ်ခုတည်းခနာထိုင်ကြရအောင်ဇနီးတွေကကျွန်တော်ကိုလှမ်းကြည့်တီမင်းတို့စကားပြောရစ်ခဲကြလေ ငါကုန်းတော်ပေါ်မှာရှောက်ကြည့်အောင်မယ်ပြားတိုက်ကိုလည်းတွားကျင်နေတာကျွန်တော်ဒီတူတို့ကိုဒီဇောင်းတစ်ခုတည်းတွင်ထားခဲ့ပြီးရှောက်သွားနေသည်တနာီကျော်နှစ်နာရီလောက်ရှိမှတူတို့ရှိရာတို့ပြန်လာခဲ့သည်တူတို့မှာစကားကောင်းနေကြစေကျွန်တော်ကတတိပေးသည့်အခါတွင်မှတူတို့ဒီစကားစဖြက်ကလူချင်းခွဲလာခဲ့ကြသည် လွန်ခဲ့သည့်နှစ်ပေါင်း30ကရွှေတဂုံညတွင် တွေးခဲ့သောမိခင်နှင့်ယခုရွှေတဂုံညတွင် ပြန်တွေ့ရသောမိခင်တို့ဤဇက်လန်းကိုမိခင်ကကျွန်တော်ဇနီးတဲ့အားပြောပြလိုက်ပါသည် ကျွန်တော်ကဇနီးတဲ့ထမတဆင်ကြရသည့်မိခင်ဤဇက်လန်းကို ပြောခြင်းဖြစ်ပါသည်လွန်ခဲ့တဲ့အနှစ်30တုန်းက ရွှေတဂုံကုန်းတော်ညတညမှာ တွေ့ခဲ့တော့ကမိခင်နှင့်အတူအမျိုးသားတစ်ယောက်ပါလာတယ်လေ အဲ့ဒါကမိခင်နဲ့လက်ထက်မဲ့မိခင်ရဲ့ခင်မွန်းလောင်းကိုသိန်းမောင်နဲ့သူက မြဝကျုံဘော်ကဆန်ဆက်တထေးသားဆန်ဆက်တွေပိုင်နေမော်တော်တွေပိုင်နေအမှန်ကမိခင်တို့ကစင်းရဲတယ်မိခင်အဖေကအင်္ဂလိပ်ကဗျာ ရန်ကုန်မှာဖွင့်ထားတဲ့နိုင်ငံခြားကုမ္ပဏီတစ်ခုမှာစည်ရည်ကြီးမိခင်အမေကခန့်ငယ်ငယ်လေးလေးချောချောဆိုတော့အဲ့ဒီစည်ရည်ကြီးကိုယူလိုက်ရောစည်ရည်ကြီးကမိခင်အမေထက် အသက်နည်းနည်းကြီးတယ်မိခင်ဆယ်နှစ်တမီလောက်မှာစည်ရည်ကြီးဆုံးသွားတော့ သူတို့သားမိပဲကြံရည်ခဲ့တယ်။ကျမတို့နဲ့တိုက်ခန်းခြင်းကက်လျက်ဆိုတော့ဝင်ထွက်သွားလာနေကြတာပေါ့။အဲ့ဒီတုန်းကကျမတို့ကကြောင်းတူမိခင်ကလည်းကျမတို့တက်တဲ့ Brain Convent မှာပဲကြောင်းတက်တယ်။ကျမတို့ထက်၄၅၆နှစ်ငယ်မှာပေါ့။ကျမတို့စေတန်းရောက်တဲ့နှစ်ကြတော့ကျမတို့လည်းပြောင်းမိခင်တို့လည်းပြောင်းသွားကြတာပဲ။အဲ့ဒီနောက်မှာမိခင်ဟာဆက်တတိသားနဲ့အိမ်တော်ကြတယ်။အဲ့ဒီတုန်းက ကမေခင်ကဝက်ရှော့ကရွေးသူကောင်လေးတယောက်နဲ့ကြိုက်နေတဲ့ဒါပေမဲ့အမေကတိတ်အတုံးဖြုံးကြီးတယ်မဟုတ်လားဟိုတုန်းကဘူကတော်ကြတို့အရာရှိကတော်တို့နေတယ်လို့နေလေတိုင်းရင်ပူကာကလေးတောင်းလိုက်ညနေတိုင်းရုပ်ရှင်ကလေးကြီးလိုက်အိမ်တကာလည်းအတင်းပြောလိုက်ဒီတော့အိမ်မအိမ်ဖော်ကလေးနဲ့တမိကလေးပဲဂျန်နေလေဆရေးကြီးကပင်စင်လားစာကလေးတွေဂျန်နေဗမာစုထားတဲ့ငွေကလေးတွေဂျန်နေ ်အဲ့ဒါကလေးတွေနဲ့ပဲထိုင်စားနေတာနေလေနေခင်းမှဆိုရင်မိခင်ကကြောင်းတက်ကြောင်းကပြန်လာရင်အိမ်နီးနာချင်းကလေးတွေနဲ့ဆော့ဒါနဲ့ပဲအချိန်ကုန်ရတာအမေကြီးကတော့ရှောက်လေနေတာပဲ ဒီလိုနဲ့မိခင်အပြိုပေါက်ကလေးဖြစ်လာတယ်။အဲ့ဒီတုန်းမှဝက်ရှော့ကကောင်းလေးတယောက်နဲ့ကြိုက်ကြတယ်။ကောင်းလေးကသူ့ထက်ကြီးရင်တနည်းနည်းနည်းပေါ့။ဒါကိုအမေကြီးကမသိဘူး။ဒီတုန်းမှမိခင်ကဝက်ရှော့ကကောင်းလေးနဲ့ခိုးရလိုက်ပြီးတယ်။မလိုက်ပြေးပဲဘယ်မှနေမှာလဲ။အမေကကြည့်ပြီးမထိန်ပဲအပြိုကလေးကိုဒီအတိုင်းလွတ်ထားတော့လိုက်ပြေးတာပေါ့။ဒီတွင် အမေကလိုက်ရှာပြီးကောင်းမလေးကို ပြန်သိမ်းထားလိုက်တယ်။ဒီ ုံးမှာပိုကဝိုင်းတစ်ခုမှာမြေဝကျွန်းပေါ်က ဆက်တေးဒါကိုသိန်းမောင်နဲ့တွေ့တယ်အဖွားကြီးကအလဲကြီးပဲကိုသိန်းမောင်ကိုအိမ်ကိုတဖြည်းဖြည်းဖိတ်ပြီးတမီလေးနဲ့မြားတာပေါ့ကိုသိန်းမောင်ကလည်းမိခင်ကိုတဘောကြသွားတယ်အမေကြီးကတော့မိခင်ကိုကြိတ်ပြီးပညာသင်ပေးတာပေါ့ဘလို့ဆက်ဆံရမယ်အဝင်စားတို့ဘာတို့ပူဇာရင်ဘလို့ပူဇာရမယ်ယောက်ျားတွေတဘောကြအောင်ဘလို့ပြောရမယ်ဘလို့နေထိုင်ရမယ်ဆိုတာတွေကိုအကုန်တင်ပေးတာပေါ့ ေခင်ကိုလေကိုတိန်မောင်နဲ့ရုပ်ရှင်ထဲတယ်ညနေစာတို့ဘာတို့ထွက်စားရင်ကိုတိန်မောင်နဲ့ထဲတယ်နေလေနေခင်မှာကိုတိန်မောင်နဲ့လှုပ်ပေးတယ်ကိုတိန်မောင်ကလည်းကောင်မလေးကိုတကယ်ချစ်သွားတယ်နောက်တော့လက်ထက်လိုက်တယ်ဆိုပါစို့လွန်ခဲ့တဲ့နှစ်ပေါင်း30ကရွှေတကုံရင်ပြင်တော်မှာကျမတို့နဲ့တွေ့တုန်းကပါခဲ့တဲ့သူဟာအဲ့ဒီသူ့ယောက်ျားကိုတိန်မောင်ပဲကိုတိန်မောင်ကကောင်မလေးကိုလည်းသူတို့မျိုးကိုခေါ်သွား ွားတယ်။ရန်ကုန်မှာတော့သူ့အမိကြီးနဲ့အိမ်ဖော်ကလေးနေဖို့ဆိုပြီးလမ်းကျယ်တကူမှာတိုက်ခန်းတခန်းဝယ်ပေးတယ်။တလားကိုမိခင်တို့လင်မယားကငွေတထောင်ထောက်ပံ့ရတဲ့။အဲ့ဒီခေတ်ကငွေတထောင်ဆိုတာနေတာမဟုတ်ဘူးနော်။အိမ်လားကားတို့ဘာလို့မပါပဲ အဖွားကြီးရဲ့အိမ်ဖော်ကောင်မလေးရဲ့ဒါပဲရှိတာဒီနှစ်ယောက်အတွက်မိခင်တို့ကတလားကိုတထောင်ပို့ရတယ်ဒါတောင်မိခင်တို့လင်မယားရန်ကုန်လာရင် အဝိအစားတို့စေးတို့မုံပုံးတို့ဝယ်ပေးသွားသေးတယ်ငွေဆိုရင်လည်းတထောင်မျိုးနှစ်ထောင်မျိုးတက်တက်ကြော့သွားသေးတယ်ဒါပေမဲ့သူ့အမေကတိတ်ပြီးအတုံးကြီးတဲ့တဲ့လက်ဖွာတဲ့တဲ့ဒီကြားထဲမှာမိခင်ကယောက်ျားလုံတဲ့သူမတီအောင်တက်တက်ကြိတ် ရတာတွေရှိတယ်။ဥပမာအမေမှာငွေတိတ်အကုန်များနေတယ်။ ဒါကြောင့်တထောင်လောက်ပို့ပါအောင်အမေမှာဘဒူးစီကအကျွေးဘလောက်ယူထားရလဲဒါကြောင့်ဘလောက်ပို့ပါအောင်လို့ကြားဖြတ်မှားတာတွေလည်းရှိသေးတယ်ဒီလိုအခါမျိုးကြတော့မိခင်က သူ့ယောက်ျားမတီအောင်တိတ်တိတ်ပို့ရတယ်သူ့အမေဟာရန်ကုန်မှာမွေးရန်ကုန်မှာကြီးပြီးအရင်တုန်းကလို့အင်္ဂလိပ်ကုမ္ပဏီကကပြားစည်ရည်ကြီးနဲ့ရခဲ့တော့ဘူဂရော့ကြအနေနဲ့အချိုးမပြောင်းချင်ဘူးဒီလိုနဲ့မိခင်တို့က ငွေတွေကို မကြာခဏပို့ပို့ပေးနေရတယ်ဒီတုန်းမှာမိခင်ပြက်တနာတရက်ပေါ်လာတယ်ဘယ်လိုကနေဘလို့တီးသွားမှမတီးဘူးမိခင်ဟာခိုးရလိုက်ပြေးဘူးတယ်အဲ့ဒီယောက်ျားနဲ့တလားနှစ်လပေါင်းနေခဲ့တယ်နောက်မှ အမေကြီးကပြန်သိမ့်ပြီးသူနဲ့ပေးစားတယ်ဆိုတာကို ကိုတိန်မောင်တီးသွားတယ်ဒီတွင် ကိုတိန်မောင်ဟာရှက်လဲရှက်စိတ်လဲဆိုးပြီး မိခင်ကိုကွာရှင်းပစ်လိုက်တယ်လိုအပ်တဲ့ငွေလဲတော်တော်များများပေးလိုက်တယ်အဲ့ဒီဒုံကများကိုတိန်မောင်ကိုကြောက်လိုက်တာ မပြောပါနဲ့တော့တယ်အဲ့ဒီတည်င်းကိုကြားတော့ကိုတိန်မောင်ဟာ သူ့ကိုဘာမှမပြောဘူးတယ်ခါတိုင်းသူ့ကိုအလိုလိုက် သူချွေးရင်တဘောကြတတ်တဲ့ကိုသိန်းမောင်ဟာသူ့ကိုစကားလည်းမပြောဘူးသူ့အနာကိုလည်းတဏီကုံအကက်မခံဘူးတဏီကုံဆက်ထဲမှာပဲနေတယ်တဲ့ညာအိတ်ခန်နီတော်မှာဆန်ဆက်ထဲကပြန်လာတဲ့တခါတလေပြန်မလာဘူးတဲ့ဒီလိုနဲ့ကိုသိန်းမောင်ဟာသူ့ကိုစကားလည်းမပြောထမင်းလည်းအတူမစားပဲနေလို့နှစ်ပတ်လောက်ကြာသွားတဲ့တညမှာကိုသိန်းမောင်ဟာအရက်တွေမူးအောင်တောက်လာပြီးသူ့ကိုအဝိအစားတွေထ ုတ်ပိုးခိုင်းနေရန်ကုန်ကိုတွားမယ်လို့ပြောတယ်သူတို့မျိုးကရန်ကုန်နဲ့တိတ်ဝေးတာမဟုတ်ဘူးလေသူတို့မှာကိုပိုင်မော်တော်ကလေးလည်းရှိတော့အဲ့ဒီမော်တော်နဲ့ပဲတွားမယ်လို့ပြောတဲ့မော်တော်ပြင်ပြီးပြီတဲ့သူကမနှက်မသွားပါလားဆိုတော့မဟုတ်ဘူးတဲ့ခုသွားမယ်ဆိုပြီးသူ့ကိုမော်တော်ပေါ်ကိုခေါ်သွားတဲ့ သူတို့မော်တော်ကဆက်စိတ်မှာစိုက်ထားတယ်။တပည့်တွေလည်းမော်တော်ကိုအသင်ပြင်ပြီးပြီးမော်တော်သမားလည်းရောက်နေပြီးကိုသိန်းမောင်ဟာဆက်စိတ်ကခွာရာနဲ့သူကိုသပင်ဆွဲပါရိုက်ပြီးနေငါ့ကိုအယူလုပ်တယ်။ငါနင့်ကိုလူကြီးလူကောင်းပြီးပြီးရန်ကုန်မှာလက်ထပ်ခဲ့တယ်။နင်တို့သားမိမျက်နှာမငယ်ရအောင်လို့ဆိုပြီးငါမျိုးမှလည်းလက်ထပ်ပွဲကြီးခန်းခန်းနာနာလုပ်ပေးခဲ့တယ်။နင့်ကိုလည်းငါတကယ်သားမမတ်မရမမတ် တ်ပေါင်းခဲ့တယ်လူလီဒီမရှိအောင်ထားခဲ့တယ်နေအမေကိုလည်းတမတ်နဲ့မနေချင်ဘူးဆိုလို့ရန်ကုန်မှာတိုက်ခန်းတခန်းဝယ်ပြီးတလားတထောင်ထောက်ပြီးတင်းတင်းတဲတဲရောက်ခမာကိုမိဘနေရထားခဲ့တယ်အခုတော့နေတို့သားအမီဟာငါ့ကိုနမရှင်ပိတ်ရောင်းတာနင်ဘာပြောအောင်လဲဆိုပြီးမူမူနဲ့ သူ့ကိုသပင်ဆွဲပားရိုက်နားရိုက်လှုပ်တဲ့ဒီတွင်သူကလည်းဟုတ်တယ်ကျမကိုကွာခြင်းကွာပြစ်လိုက်ရှင်ကိုလည်းကျမကြိုက်လို့ယူတာမဟုတ်ဘူးအမေပေးစားလို့ယူတာဆိုပြီးရံဖြစ်စကားများကြတယ်တူတူပြောရရင်တော့အဒီနောက်မှာကိုတိန်မောင်နဲ့မိခင်တို့꿰ထွားကြတယ်ကိုတိန်မောင်ကသူ့ကိုမယားစရိတ်အဖြစ်ငွေ9000နဲ့ရန်ကုန်မှာသူ့အမေနေတဲ့တိုက်ခန်းကိုပါပေးလိုက်တယ်သူ့အမေကတော့ခက်ပေါ့ပေါ့ပဲတယ် ယ်သူမပောင်းရင်လဲဘာတက်နိုင်မလဲအေးတို့လဲရာတင်နာတော့ရလိုက်တာပဲယောက်ျားပေါ်ပါတယ်လို့ပြောတဲ့တဲ့ကျမတို့နဲ့တွေ့ပြီးနောက်၃လနှစ်လောက်အကြာမှာလင်မယား꿰တာပဲနောက်တော့သူ့အမေကသူ့ကိုအဖိုးကြီးတယောက်နဲ့နေရာချပေးပြန်တဲ့တဲ့သူက ဦးစိန်တဲ့အဖိုးကြီးကတားကြီးမယားကြီးရှိတယ်။ရှီဆိုတမီးကြီးတွေကတူလောင်နေပါရှိနေကြပြီ။အမေကြီးကတူတမီးလေးလင်ပြေခံလိုက်ရတဲ့အကြောင်းအစတုန်းကတော့လူပြိုမှတ်လို့ယူလိုက်ပေမဲ့ နောက်တော့အငေးအနောင်မှန်တီးရတဲ့အကြောင်းအဲ့ဒီအခါမှာဘာမှမတက်နိုင်တော့ကြောင်းဒါကြောင့်ကြိတ်မိတ်ပေါင်းခဲရတဲ့အကြောင်းနောက်ဆုံးမှာတာကြီးမယားကြီးတီးသွားလို့သူ့ကိုဆွန့်ပစ်ခဲတဲ့အကြောင်းဦးစိန်ကိုပြောပြတဲ့တဲ့ဒီတော့မိခင်ကတိတ်ယိုးတယ်မဟုတ်လားမိခင်ကမဟုတ်ဘူးလို့ပြောမယ်လို့လို့တော့သူ့ကိုအမေကြီးကကိစ္စတစ်ခုအကြောင်းပြပြီးတခြားကိုခိုင်းလိုက်တဲ့တဲ့ဒီလိုနဲ့တူတူပြောရရင်တော့မိခင်ဟာ ာဥစိန်ရဲ့အငဲအနှောင်းဖြစ်သွားတော့ပေါ့ဟိုကလည်းပြောင်ပြောင်ပဲပြောတဲ့သူက အငဲအနှောင်းတဘောမျိုးသာဖြစ်တဲ့အကြောင်းပြောတယ်သူတို့သားမိအတွက် တိုက်တလုံးနဲ့မော်တော်ကားတစီဝယ်ပေးထားတယ်ကလာကိုတတောင်းထောက်တဲ့မိခင်အမေကတော့ပိုကားကလေးဆွဲလိုက်မင်းကတော်ရီဝိုင်းကိုသွားလိုက်နဲ့ဟန်ကြနေတာပေါ့လေသူအမေဟာနောက်တော့ပိုကားတို့လောက်တောင်မဟုတ်တော့ဘူးလေးကောင်ကျင်တို့တချမ်းမောက်တို့ကို ကစားလာတဲ့တခါတလေမှလည်း တူတိုင်မှာတင်ပြီးလေးကောင်းချင်းတိုင်ဖွင့်နေဆက်ရှင်ကိုလိုက်ပြီးအကောက်ကောက်တဲ့တနေ့ကို၄ဆက်ရှင်လောက်ဖွင့်နိုင်ရင်ဟန်ကြတာပေါ့ဦးစိန်စီကပစံတောင်တောင်းဖို့မလိုတော့ဘူးပေါ့အဲ့ဒီအချိန်မှာချောင်းမိုင်ခွဲကတိုက်ကလေးကို သူတို့သားမိအတွက်ပေးထားပြီးဦးစိန်ကကန်တော်ကြီးကတိုက်မှာနေတဲ့သူတို့တိုက်ကလေးကိုကကာလာပေါက်စည်းနဲ့တော်တော်တန်တဲ့ဒီတော့သူ့အမေကကိုလဲတဖြည်းဖြည်းအသက်ကြီးလာ ပြီးညီယောက်ျားစီကရစရာရှိတာကိုကြားအောင်ယူထားလို့ပြောတတ်တယ်။မိခင်ကတော့သူ့အမိပြောတဲ့စကားကိုကောင်းကောင်းနားမလည်ဘူးပေါ့။သူတို့မှာဘာလို့ဒီလိုလဲ။ဦးစိန်ကလာစဉ်ထောက်ပံ့နေ။ချောင်းမိုင်ခွဲမှာတိုက်တလုံးပေးထားတယ်။မော်တော်ကားလည်းရှိတယ်။ဦးစိန်ကတော့တပတ်မှတစ်ခါလောက်ပဲလာတာ။ဒီတော့သူတို့အဖို့ဘာမှပူစရာပင်စရာမလိုဘူးပေါ့လို့မိခင်ကထင်တာပေါ့။ဒါပေမဲ့သူ့အမိက တော့ခုသူတို့နေတဲ့ချောင်းမိုင်ခွဲကတိုက်ဟာသူတို့ကိုယ်ပိုင်တိုက်မဟုတ်ဘူး။ဦးစိန်နမင်းနဲ့ခြားတဲ့တိုက်တယ်။ဒီတော့အေးရဲ့အကြောင်းရဲ့ပြဒနာပေါ်လာရင်ကိုဆုံးရှုံးသွားမှာ အဖိုးကြီးက60ကျော်80တွင်ရောက်နေပြီ။ဒီတော့မတော်တဆပြုံးစုတည်သွားရင်ကိုဒုက္ခရောက်ကြံရခဲ့မှာ။ဒါကြီးမယားကြီးတွေက မောင်းချရင်တို့သားမိနှစ်ယောက်ပြေးစရာမရှိဆိုသလိုဖြစ်နေလိမ့်မယ်။ ဒါကြောင့်ဒီတိုက်ကိုနင်းနမင်နဲ့ထားဖို့ပူဇာလို့တင်တတဲ့ဒီတော့မိခင်ကလည်းအမေတင်ပေးတဲ့အတိုင်းတကြီးကြီးပူဇာတာပေါ့ပထမတော့ဦးစိန်ကဟိုလိုလိုဒီလိုလိုလုပ်နေတယ်မိခင်ကတော့အဟုတ်ထင်နေတာပေါ့ဒါပေမဲ့မိခင်အမေကတော့ အဖိုးကြီး သူတို့ကိုဝေးလေကြောင်ပတ်လုံနေတယ်ဆိုတာသိတယ်လေဒီတော့မိခင်ကို သူ့စကားကို အဟုတ်ထင်မနေနဲ့ရအောင်ယူထားလို့ပြောတာနဲ့မိခင်က သူ့ယောက်ျားကြီးစီကိုမိမမာယာနဲ့ပူဇာတာပေါ့အဖိုးကြီးကအစတော့တော်တော်တင်းခံနေသေးတယ်ဒါပေမဲ့သူ့သားတယောက်ကတိတ်ဖြုံလွန်းတုံးလွန်းတော့မခံနိုင်တာနဲ့သူလည်းဒီတိုက်ကလေးကိုသားတွေဖြုံးမဲ့အတူတူ ပေးလိုက်တော့မယ်ဆိုပြီးမိခင်ကို ိုပေးလိုက်တာလေမိခင်တို့ကံကောင်းတယ်လို့ဆိုရမယ်ဒီနောက်တိုက်ကိုသူတို့ကိုလွှဲပေးပြီးနှစ်နှစ်သုံးနှစ်လောက်လဲကြာရော အဖိုးကြီးလဲဆုံးသွားတာပဲအမေကတော့ပြောတဲ့တဲ့ ငါကဒီအရေးတွေကိုမြင်လို့တိုက်ကိုမြင်မြန်အလွဲခံရတာလို့ပြောတဲ့တယ်တော်တော်လေတဲ့အမေကြီးနော်ကျွန်တော်ဇနီးကဇက်လန်ကိုပြောနေရမှကြားဖြဲ၍မှတ်ချက်ပေးသည် နောက်တော့ကမိခင်တို့သားမိဘလူဖြစ်သွားကြတဲ့လေအဖိုးကြီးဆုံးတော့သူတို့ကိုလာစင်ထောက်ပန်းနေငွေမရတော့ဘူးလေဒီတော့သူ့အမေကြီးကအိမ်မှာလေးကောင်ချင်းတိုင်းခံရတာကလည်းတိတ်ပတ်ဆန့်အရလွယ်တာပဲတဲ့မနှက် 10နာရီလောက်မှာ1 session 2 session လောက်လက်ခံလိုက်ညနေပိုင်းညပိုင်းလောက်မှာ4 5 session လောက်လက်ခံလိုက်ရင်တနေ့ကိုအကောက်ချီတက်တက်9000ကနေ1000အတွင်းမှာရှိတတ်တယ်ဒီလိုနဲ့မိခင်တို့သားမီးဟာ၄កောင်ချင်းတိုင်ခံတဲ့ကြီးစားတွေဖြစ်လာပြီးအဲ့ဒီ၄កောင်ချင်းတိုင်ဖွင့်စားခဲ့ကြတာတော်တော်ကြာတဲ့ဒီလို၄កောင်ချင်းတိုင်ဖွင့်နေတော့အစိုးရကလောင်းကစားဝိုင်းတွေကိုတင်းတင်းကျပ်ကျပ်အေး းယူလို့အမေကြီးထောင်ထဲမှာလေးငါလသွားနေရသေးတဲ့ဒီတုံးမှာမိခင်ဟာလေးကောင်ချင်းကစားသမားတွေကိုလိုက်ခေါ်ပေးတဲ့ organizer ကိုကျော်ညွန့်ဆိုတဲ့လူနဲ့ရတဲ့တဲ့ခုသူနဲ့ပါလာခဲ့တဲ့သမီးလေးကကိုကျော်ညွန့်နဲ့မွေးတာတဲ့ဒါဖြင့်ခုကိုကျော်ညွန့်နဲ့ပဲပေါ့ဒါပေါ့ ခုတော့ကိုကျော်ညွန့်ကဒီမှာအလုံးမကောင်းလို့စင်ကာပူမှာဆိုလားဂျပန်မှာဆိုလားရှိုးကြော့သွားလုံနေတဲ့ကဲကားတစီးတော့ပို့ပြီးပြီတဲ့ခုနေတော့ကောအဖိုးကြီးစီကအမွေရတဲ့ချောင်းမိုင်ခွဲကအိမ်မှာပဲတဲ့လားမဟုတ်တော့ဘူးအဲ့ဒီအိမ်ကလေးကောင်ချင်းရှုံးလို့ရောင်းပြလိုက်ရပြီတဲ့ ကြပြီတဲ့ကိုကျော်ညွန့်နဲ့ရာစကတဲ့ကရောင်းလိုက်တာတဲ့ခုသူတို့ကတောင်ဥက္ကလာပမာနေတဲ့သူအမေကြီးကကောသူအမေကြီးကလည်းကိုကျော်ညွန့်နဲ့သူနဲ့အိမ်တောင်ကြအဲ့ဒီကြိုက်ကိုရောင်းတောင်ဥက္ကလာပကို ပြောင်းလာပြီးမကြခင်မှာပဲဆုံးသွားပြီတဲ့ခုတော့သူ့သားနဲ့သူ့သမီးကလေးနဲ့ပဲနေကြတယ်တဲ့အင်းငါစိုးရိမ်တာတခုတော့ရှိတယ်ကွာဘာလဲ သူ့အမေကြီးကသူ့ကိုဗန်းပြပြီးခြူစားခဲ့တယ်လို့သူကလည်းသူ့သမီးလေးကိုဗန်းပြပြီးခြူစားမကိုစိုးရိမ်တာလားဒါပေါ့သူ့အဖိုးကတော့အเจ้าမဟုတ်ပေမဲ့ကလေးမလေးရဲ့နောင်ရည်ကိုငါရင်လေးတယ်နာစင်ပေးခဲ့ကြတော့စာပေချစ်သူများအလုံးတာယာပျော်ရွှင် ချမ်းမြေကြပါစေရှင်။